လွန်ခဲ့တဲ့ရက်သတ္တပတ်ကုန်မှာစစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာ၂၀၀၀ပြည့်နှစ်တွေကဒရိကန်ဒေတာတိုင်းမှုလုပ်ခဲ့တဲ့ကျိုင်းတုံကိုထတ်သွားပါတယ်။2021မှာဆက်အနာသိမ့်ပြီးနောက်ရှမ်းပြည်အရှေ့ပိုင်းကအဲဒီမျိုးကိုတူသွားတာအကြိမ်ပေါင်းမနေတော့ပါဘူးအကြိမ်တိုင်းမှာတူသွားရတဲ့အကြောင်းရင်းကအတူတူပဲဖြစ်ပါတယ်မြန်မာနီးမြန်မာဟန်ဂမ်ဘီယာအတက်နဲ့ရရရှေဖို့ဖြစ်ပါတယ် သူ့ရဲ့အခုနောက်ဆုံးခီးမှာတော့မြမဘရင်တွေရဲ့အဆောက်အအုံ၅ခုအနက်တစ်ခုဖြစ်တဲ့ယရနာတတဘူကို လောကတတဘူဖရမမေလ24ရက်နေ့ကထာပနာတည်ခဲ့ပါတယ်။သူနဲ့အတူ သူ့ကိုးကွယ်တဲ့ယရယအခါတော်ပေးဖုန်ကြီးဖြစ်သူစကားမပြောတဲ့ဝစီပိတ်ဆရာတော်လည်းပါပါတယ်။သူတို့နှစ်ယောက်ကြားကဆက်ဆက်ရေးကမင်းအောင်လိုင်းအဲ့ဒီစစ်တိုင်းမှာတိုင်မှုလုပ်ခဲ့တဲ့2000ပြည့်နှစ်တွေကစတင်ပါတယ်။ အဲ့ဒီဖုန်းကြီးဟာအာနာသိန်းစစ်ကောင်းဆောင်ရဲ့နက္ခတ်ပေတင်အကြံပေးလို့အများကယူဆကြပြီးရရအနေနဲ့ဆက်အနာသိန်းမှုစန့်ကျင်ဆန္ဒပြသူတွေကိုဥကောင်းကိုပြဖို့လုံးကျုံရီတက်တွေကိုအမိန်ပေးဖို့အာနာရှင်မရောက်လိုင်းကိုအခါတော်ပေးသူလို့ဆွဆွဲခံရပါတယ်။ခေတ်ကိုပြောင်းဖို့ခေါင်းကိုပြစ်လို့လူမှုကွန်ရက်တွေမှာကိုကားပြောကြပါတယ်။စစ်ကောင်စီရဲ့ဖြိုခွဲမှုအစောပိုင်းရက်တွေမှာတပ်ဖြတ်ခံရတဲ့ဆန္ဒပြသူအများစုဟာဥကောင်းမှာကြီးစံတရားနဲ့တည်ဆုံခဲ့ကြပါတယ်။ စစ်ကောင်းဆောင်မင်းအောင်လိုက်ဟာဝစီပိတ်ဆရာတော်ရဲ့လမ်းညွှန်မှုနဲ့2015ခုနှစ်တည်းကတည်ထားတဲ့ကျိုင်းတုံမျိုးစုံကဗုဒ္ဓဥယျာဉ်မှာလဲဖျားတစုကို အနေကစားတင်ခဲ့ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုက်ကဒီဇင်ဘာလအတွင်းရွေးကောက်ပွဲလုပ်ဖို့တွန်းအားပေးနေချိန်မှာအခုအခမ်းအနားကိုသူတို့နှစ်ယောက်ပြုလုပ်တာ ဖြစ်တယ်။မြမကပြည်သူအများအပြားကတော့အဲ့ဒီယန္တနာတတဖူလှူတာဟာရရရလိုပဲမြင်ကြတယ်။ ကန်ဆိုးမှုတွေကိုရှောင်ပြီးကန်ကောင်းခြင်းတွေ ဖြစ်စေမဲ့မြမဘာသာရေးရေရပေါ့မြမဘရင်နေနန်းတက်တဲ့တတဖူပုံတူကိုဌာပနာတာဟာသူတမရဖြစ်ဖို့အခွင့်အရေးကိုကန်တက်စေဖို့လို့မြမပြည်သူတွေနားလဲကြပါတယ်စစ်ကောင်စီကောင်းဆောင်မင်းအောင်လှိုင်ဟာတမရဖြစ်ရေးစိတ်တစားအတွက်ကြော်ကြားနေတာတော်တော်ကြာခဲ့ပါပြီနဝင်ဘာလရွေးကောက်ပွဲမတိုင်ခင်လအတန်းကြာ2020ပြည့်နှစ်အစောပိုင်းမှာမင်းအောင်လှိုင်ဟာဝစီပိတ်စီရော်ရဲ့လမ်းညွှန်မှုနဲ့ ပကံကရှေဟောင်ထီလို့မင်းလို့ဖရားမှာထီတော်တင်နေရှေအောင်ထုံတဲ့အစဉ်အလာအယထီလို့မင်းလို့ဖရားမှာလှူဒန်းတဲ့ဘရင်တွေဟာဖုံးကန်တက်ပြီးထီနှန်းရှေကြစေတယ်လို့ယုံကြည်ကြပါတယ်ဖရားရဲ့ဘွဲတော်ကမြမဘရင်တွေရဲ့အဆောင်အယောင်ထီနှန်းတောင်းတယ်လို့အတိတ်ပဲရတယ်စစ်ကောင်းဆောင်မင်းအောင်လိုင်းအတွက်မျော်လင့်ချက်တွေဟာစစ်တပ်လက်ဝေကံပြည်တော်စုကြန့်ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီ USDP 2020ပြည်နှစ်ရွေးကောက်ပွဲမှာ လွတ်တော်နေရအနည်းဆုံး26ရာခိုင်နှုန်းအနိုင်ရရေးအပေါ်မူတည်ခဲ့ပါတယ်။အဲ့ဒီ26ရာခိုင်နှုန်းရရင်စစ်တကခန်းနဲ့25ရာခိုင်နှုန်းနဲ့ပေါင်းလိုက်ရင်တမရဖြစ်ဖို့လုံလောက်တဲ့မဲရပြီဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကတောင်ပြိုကမ်းပြိုနိုင်တဲ့အခါသူ့အိမ်မက်ဟာတစားစီပြိုကွဲသွားပါတယ်။ အဲ့ဒီအိမ်မက်ကိုပြန်လဲအသက်သွင်းဖို့သူအာနာသိမ့်ပြီးအယက်သားအစိုးရကိုဖြုတ်ရှာကနိုင်ငံကိုဖျို့ဖျဲဖြစ်စေခဲ့ပါတယ်။မြန်မာပြည်သူတွေရဲ့အမြင်မှာတော့အခုနောက်ဆုံးလုပ်တဲ့ဘာသာရေးဓလေ့ထုံတက်ဟာလာမယ့်ဒီဇင်ဘာရွေးကောက်ပွဲအတွက်ပြင်ဆင်တဲ့ရည်ရွယ်ချက်ထက်ဘာမှမပိုပါဘူး။မတ်လ28ရက်နေ့ငလင်ကစကိုင်းမန္တလေးနဲ့သူ့ရဲ့ဌာနချုပ်နေပြီးတော့မှ အကြီးအကျယ်ပြက်စီးပြီးနော စစ်ကောင်းဆောင်ဟာသူစစ်ကောင်းစီအတွက်နမိတ်မကောင်းဘူးလို့ယူဆတဲ့အတွက်ဧပြီလမှာရှမ်းပြည်တောင်ပိုင်းတောင်ကြီးမှာဖျားအနေကစားတင်ပြီးတုံ့ပြန်ကကန့်ဆိုးမှုတွေကိုရှောင်ရှားဖို့ကောင်းမှုကုသိုလ်ရှာခဲ့ပါတယ်။သူရဲ့လုံရက်တွေဟာအမြဲတမ်းတွေးနေကြပုံစံအတိုင်းပါပဲ။မိုခါဆိုင်ကလုံးမုံတိုင်းကမြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်မှာတိုက်ခိုက်ဖြစ်စီမှုမတိုင်မီတရက်အလို2023မေလ13ရက်နေ့မှာ မင်းရောက်လိုက်ဟာဗုဒ္ဓဥယျာဉ်ရှိဝစီပိတ်ဆရာတော်တည်ထားတဲ့ဖရာအနေကစားတည်ရဲ့ကဲဆက်ကူညီရေးအစီအစဉ်တွေကိုရှောင်ရှားခဲ့ပါတယ်။မြမစစ်ကောင်းဆောင်တွေဟာအရန်အယူသေးတယ်လို့နမေဇုံးနဲ့ကြော်ကြားကြပြီးနခပေတဲ့ဂမီယဂနန်းပေတဲ့အောက်လန်းနဲ့ရတရာကိုမကြခဏအာကိုကြပါတယ်။သူအရင်စစ်ကောင်းဆောင်တွေရဲ့ရှေ့လန်းကိုလိုက်နေပြီးစစ်ကောင်းဆောင်မင်းအောင်လိုက်ဟာသူ့အုပ်ချုပ်ရေးတရားဝင်စီဖို့ ဗရံများတွေနဲ့ဆင်ပြူတွေကိုဂမ်မီယာအဆောင်တွေအဖြစ်သုံးနေစစ်ဘိုလ်ချုပ်တွေဟာအဲ့ဒီလိုရှားပါးပစ္စည်းတွေဖြစ်တဲ့ကြီးမားတဲ့ဗရံများတွေတမင်ဖြူဆွဲနေတဲ့ဆင်ပြူတွေတွေ့ရှိတာကိုသူတို့ရဲ့တော်ဝင်မှုမင်းကောင်းမင်းမြတ်အဖြစ်လို့မြင်ကြပါတယ်။ဒါပေမဲ့မင်းအောင်လိုင်ကတော့အရင်ပိုချုပ်တွေထွက်သားလွန်ပြီးအာနာသိမ့်ပြီးတနှစ်လောက်မှပဲကြီးမားတဲ့ဗရံများကြီးတစ်လုံးနဲ့ဆင်ပြူတစ်ကောင်တွေ့ကြောင်းကြေညာခဲ့ပါတယ်။ လွန်ခဲ့တဲ့၄နှစ်အတွင်းမှာစစ်ကောင်းဆောင်ဟာဖျားတွေကိုထီးတော်ပြန်တင်ရင်အလုပ်တွေများခဲ့ပြီးတနိုင်ငံလုံးလက်နက်ကင်ပုံကမှုကိုအနိုင်ရဖို့အတွက်ကံကောင်းအောင်ဖျားတစုကိုရေတပ်ပယ်ဖို့ရုရှားနိုင်ငံမော်စကိုအထီးတောင်သွားခဲ့ပါတယ်။ဖျားအနေကစားတင်တဲ့သူစိတ်တစားကသူမှာတမရယူယူပြီးပူလောင်နေတဲ့အကြောင်းပြသတဲ့အထောက်အထားပဲဖြစ်တယ်လို့မြင်ကြပါတယ်။ဦးနေဝင်းကရန်ကုန်မှာမဟာဝိဇယဖရာတဲပြီးသူ့ကိုဆက်ခံသူဦးတန်းရွှေက ဆွေအုပ်စုရဲ့မျိုးတော်တဲ့မှာရွှေတကုံဇေဒီတော်နဲ့ပုံစံတူဥပ္ပါဒတန်နီဇေဒီတော်ကိုအနိကစားတင်ခဲ့ပါဗျ။မင်းအောင်လိုင်းဟာသူတို့ရဲ့ရှေးရလိုက်နေပြီးနေပြည်တော်မှာကပ္ပအကြီးဆုံးထိုင်တော်မူဖရာလို့ခေါ်တဲ့ဖရာကိုတည်ခဲ့ပါဗျ။အဲ့ဒီမာယာဝိစယဗုဒ္ဓဆင်တို့ဟာမြမစစ်တဲ့ရဲ့အဆောင်လက်ဖွဲ့ကိုကနဲ့နဲ့ဂိင်္ဂနံအရာဆက်ဆက်နေပါဗျ။မာယာဝိစယဆိုတဲ့ဘွဲဟာမာယာအနည်းငယ်ကိုအောင်းနိုင်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။ 2020ဖေဖော်ဝါရီလမှာမင်းအောင်လိုင်ဟာမကွေးတိုင်းကသူ့မွေးဖွားတဲ့မင်းဘူးနဲ့ကီလိုမီတာ20လောက်ပဲဝေးတဲ့ပွေးဖြူမျိုးနယ်ကကျေးရွာစည်တီတော်တစုကိုပြက်လဲထိတင်ခဲ့ပါတယ်။သူကဖခင်ရဲ့ပွဲတော်ကိုတတ်တာပတော်ကနေစัจကြပတော်အဖြစ်ပြောင်းခဲ့ပါတယ်။အခါတော်ပဲနတ်ခဗေဒင်စရာတွေရဲ့အဆိုအရသူဟာဘယင်အားလုံးရဲ့ဘယင်စัจကြဝရေမင်းဖြစ်ဖို့မျှော်လင့်လို့ဖခင်ပွဲကိုအဲ့ဒီလိုပြောင်းလာလို့သိရပါတယ်။ အဲ့ဒီထီးတင်ပွဲတွေမှာစစ်ကောင်းစာဟာအစင်အလာစကားဖြစ်တဲ့အောင်ပြီလို့သုံးကအော်ပြီးဘာသာရေးအခက်အနာအောင်မြင်စွာပြီးတဲ့အထိအမှတ်လုပ်တယ်။ဒါပေမဲ့သူ့ပါဇက်ကအဲ့ဒီစကားဟာရန်သူတွေကိုနိုင်ဖို့မျှော်လင့်ချက်နဲ့အော်တဲ့ရည်ရည်လို့အတိတ်ပဲရာကြောင်းယူဆကြပါဗါး။သူဖြုတ်ချခဲ့တဲ့ရွေးကောက်ခံအစိုးရပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ရှန်တိုင်းဒါမြဒီမိုကရေစီအဖွဲ့ချုပ် SNLD လို့ အဓိကကြတဲ့ဒီမိုကရေစီပါတီတွေကိုဖျက်သိမ်းပြီးနောက်မင်းအောင်လှိုင်ဟာဒီတခါမှာတော့ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီးစိတ်ပူစရာမလိုပါဘူးစစ်တပ်လက်ဝေခံ USDB ဟာဒီဇင်ဘာလရွေးကောက်ပွဲမှာအများစုနိုင်ပြီးအတုအယောင်လွှတ်တော်ကိုလွှမ်းမိုးကသူ့ရဲ့ကာလကြာမြင့်မီဖြစ်တဲ့တမရဖြစ်ရည်ရည်မှန်ချက်ကိုဖြည့်ဆည်းဖို့လမ်းခင်ပေးမဲ့လမ်းကြောင်းမှာရှိနေပါတယ် ဒါပေမဲ့မင်းအောင်လိုက်ဟာတေချာအောင်လှုပ်ရှင်ပြီးရတရဟာသူ့အတွက်တဘာဝလိုအသက်အာမခံဖြစ်ပါတယ်မြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်ကံယိုတန်းတို့မေလ23ရက်နေ့ကစိုက်ကလုံးမူခါဝင်ရောက်ခံဤတွင်စစ်ကောင်စီကောင်းဆောင်မင်းအောင်လိုက်သည်ဗီဒီအယရတရာရှိနေသည် ရခိုင်ပြည်နယ်မြို့တော်စစ်တွေအနီးမှစိုက်ကလုံးမုန်တိုင်းကုန်းတွင်းတို့ဝင်ရောက်လာတော့အခါအမြင့်မားဆုံးလေတိုက်နှုန်းသည်သ တနာရီလင်259ကီလိုမီတာအထိရှိနိုင်ကြောင်းကမ္ဘာတဘာဝဘေးအန္တရာယ်သတိပေးရေးနှင့်ညှိနှိုင်းစနစ်ကကြိုတင်ခန့်မှန်းထားသည်သို့သောစစ်ကောင်းဆောင်မင်းအောင်လိုင်းသည်လူသန်းပေါင်းများစွာကိုထိခိုက်မိထိုတဘာဝဘေးအနေရဲ့အတွက်ပူပင်သည့်လက္ခဏာမပြပေ။သူသည်အာနာတတန်းရှည်ရဲ့အတွက်ရေရရရှည်နေသည်။ အများမကြည်ညိုသည့်ဖုန်ကြီးနှစ်ပါးနှင့်အတူစစ်ကောင်းဆောင်မင်းအောင်လှိုင်သည်ကျိုင်းတုံရှိဗုဒ္ဓဂါယပုံစံတူစီတီတွင်မေလ23ရက်နေ့ကထာပနာထည့်သွင်းနေသည်ထိုပုံကြီးများမှာတိတကူစီရတော်အချင်းညာနေတရနှင့်ဝစီပိတ်စီရတော်တို့ဖြစ်သည်2021အာနာမသိမ့်မီကမြန်မာတွင်ဩဇာအကြီးမားဆုံးဖုံကြီးဖြစ်သည်ကိုအငင်းပွားစီရမလို့သောတိတကူစီရတော်ကမင်းအောင်လိုင်းသည်တရာနှင့်ပညာပြည့်စုံသည့်မင်းဖြစ်ကြောင်းရှိကြသည် 2020ပြည်နှစ်နိုဝင်ဘာလအထွေထွေရွေးကောက်ပွဲမှတိုင်မီထိုးဖုံးကြီးကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရထံမှအာဏာသိမ်းရန်စစ်တပ်ကိုပြောဆိုခဲ့သည်ဟုဆိုသည်။ဝစီပိတ်ဆရာတော်သည်ကျိုင်းတုံမှဖြစ်ပြီးဝစီပိတ်ရှင်းကြောက်ကြော်ကြားသည်။စစ်ကောင်စီကောင်းဆောင်မေလ23ရက်နေ့ကဖျားထီးတင်တော်အခါထိုးဖုံးကြီးနှစ်ပါးတို့ကဌာပနာသွင်းခြင်းကိုစီမံကြသည်။ထီတော်သည် ဖျားစေတီတွင်အရေးအပါဆုံးအစိတ်အပိုင်းဖြစ်ပြီးဖျားစေတီများ၏ထိတ်ဆုံးတွင်ထားရှိသည်ထီတော်သည်ညမတော်ဝင်အစာအယောင်၅ခုအနက်တစ်ခုဖြစ်ပြီးအရှုပ်အရှာအာဏာကိုကိုးစားပြုသည်မြမသည်ဗုဒ္ဓဘာသာအများဆုံးနိုင်ငံဖြစ်သောကြောင့်ရှင်ဘရင်များသည်ဖျားများတည်ခြင်းဖြင့်သာသနာတာရက်ကအဖြစ်ဖုံးတကိုကြီးမြီဟုမျှော်လင့်သည်မှာအစဉ်အလာဖြစ်သည်ထို့ကြောင့်ပဲကိုပတ်တာဘယင်ဟုထင်နေသောဗိုလ်ချုပ်များသည်ဖျားတဲ့ခြင်း ဌာပနာထည့်သွင်းခြင်းတို့ဖြင့်အလုံးရှုံနေတတ်သည်မြန်မာတနိုင်ငံလုံးမှပြည်သူများနှင့်နိုင်ငံတကာလူသားချင်းစာနာမှုအေဂျင်စီများကဆိုင်ကလုံးမုံတိုင်းကြောင့်အပြင်းအထန်ထိခိုက်စေမည်ကိုစိုးရိမ်နေစဉ်တွင်ထိုကိစ္စများအားလုံးကိုမေလ17ရက်နေ့တွင်ဆောင်ရွက်သည်သို့သောကိုကိုကိုအစိုးရဖြစ်သည်ဆိုသောစစ်ကောင်စီအဖွဲ့ဝင်အလုံးနေပါသည်ကျိုင်းတုံတွင်ရောက်နေပြီးဌာပနာထည့်သွင်းသည့်အခမ်းအနားတက်ရောက်နေသည် မြန်မာစစ်ကောင်းဆောင်များနှင့်နောက်လိုက်များကဖျားတဲ့ခြင်းဖျားများသို့လှူဒန်းခြင်းကြောင့်ရရှိသောကုသိုလ်များသည်၎င်းတို့ကျူးလွန်ထားသည့်မကောင်းမှုများရှေ့ဖြတ်ပေးမည်ဟုယုံကြည်ကြသည်သောသော၎င်းတို့၏သွေးစွန်းသောလက်များကိုမြည်သည့်အခါမှဆေးကြောနိုင်မည်မဟုတ်ပေ။တကြံပွဲကိုခန်းခန်းနာနာကျစ်ပရန်စူးစမ်းတော်လဲမင်းအောင်လိုင်းကိုမြန်မာနှစ်တစ်ကူတကြံကာလာကအများပြည်သူမြင်ကွင်းတွင်မတွေ့ရပေ။သူသည်နေပြည်တော်တွင်ကျင်းပသည့်တကြံဖွင့်ပွဲသို့ရောက်မလာခဲ့ပေ ။ထုံးပွင့်ပွဲမတက်ရောက်ပဲတကြံကာလတစ်လျှောက်လုံးတွင်မင်းအောင်လိုင်သည် သူ၏အောင်မြင်အဖြစ်ယူဆသည့်ပြည်ဦးလေတွင်အဓိဋ္ဌာန်ဝင်သည်။ဧဘရနစ်မေလာတွင် သူနှင့်မြမာသည်ကံကြမ္မာဆုံးနှင့်ရင်ဆိုင်ရမည်ကို သူကိုအခါတော်ပေးเสียရများကပြောထားသောကြောင့်သူသည် ထိုကာလတွင်ဗိုလ်ချုပ်များခရိုနီများကိုလက်ခံတွေ့ဆုံရန်ညှင်းဆန်သည်ထင်ရှားတဲ့စစ်ကောင်းဆောင်တို့ချို့ဧဘရလနှင့်မေလာမှာလှုပ်ကြံခံရမယ်လို့ဘေးဒင်းဆရာကပြောထားလို့သူစိုးရိမ်နေတာဖြစ်မယ်ဟု နေပြည်တော်မှဗိုလ်ချုပ်များဗေဒင်းဆရာများနှင့်နေဆက်သည့်တည်င်းရေးမြစ်တစ်ခုကပြောသည်ထိုစစ်ကောင်းဆောင်တွင်ဗေဒင်းဆရာအများအပြားရှိသောကြောင့်မြည်သည့်ဗေဒင်းဆရာကသူ့ကိုထိုးသွဟောသည်ကို ရှင်းလင်းစွာမသိရပေထိုအချိန်မှစတင်ပြီးမင်းအောင်လှိုင်သည်ကန့်ဆိုးမှုမှ မကြစေရန်ဘာသာရေးရည်ရွယ်များဖြင့်အလုံရှုံနေပြီး တိုက်ပြည်ရေးရများကိုဘေးဖဲ့ထားသည် ်သူသည်ဖေဖော်ဝါရီလ23ရက်နေ့တွင်အရေးပေါ်အုပ်ချုပ်ရေးကို နောက်ထပ်တက်တန်းလျှောက်လာတိုးပြီးနောက်စစ်ကောင်စီအစည်းအဝေးမခေါ်တော့ပေနိုင်ငံတကာဖိအားတိုးလာပြီးခုခံတော်လှန်ရေးလှုပ်ရှားမှုသည် တနေ့တခြားကြီးထွားလာတော့ကြောင့်ရေဒီယာတီတာအကြအတဲကိုကူညီဖြည့်ရှင်းပေးမည်တခုတည်းသောအရာဖြစ်သည်ဟုစစ်ကောင်ဆောင်မင်းအောင်လှိုင်ယုံကြည်နေကြောင်းထင်ရှားသည် အခုဒီလမှာမုံတိုင်းတိုက်ခတ်ရပြီးနောက်မင်းအောင်လှိုင်ကရေဒီယာကိုပို့ယုံလာတယ် သူစက်တရေတွေရရှင်နေတာသိတာတဲ့ဟုနေပြည်တော်မှာအထပ်ပါတည်ရေမြစ်ကပြောသည်စစ်ကောင်းဆောင်မင်းအောင်လိုင်းသည်လစဉ်17ရက်နေ့တွင်ရရရှည်ရန်ရွေးချယ်သည် ထိုတို့လှုပ်ရှင်မှာတိုက်ဆိုင်မှုမဟုတ်ပဲမြမရိုးရအစင်အလာယုံကြည်မှုအရာအန်ဒီရဲ့စတမျိုးဒိုမဟုစတမီငိမ့်စီရန်ဂယုတဆရွေးချယ်လှုပ်ရှင်ဖြစ်သည် ဖေဖော်ဝါရီလ17ရက်နေ့တွင်သူသည် နေပြည်တော်တွင်တည်ထားသည့်မာယာဝီစီယာစင်တူတော်ကိုစစ်ကောင်စီကပလင်စင်မြင့်ပေါ်တင်သည် သူ၏ဗီဒီယိုဆရာများ၏အခါတော်ပေးချက်အရမင်းအောင်လိုင်းသည်တိန်နီဟော်ကိုဧပြီလ17ရက်နေ့တွင်ပြင်ဆင်စေပြီးပြင်ဆင်ရန်လိုလင်းပြင်ဆင်ရန်ကျိုင်းတုံဟော်ကိုမေလ17ရက်နေ့တွင်တွားရောက်စစ်ဆေးသည်သူသည်နောက်ထပ်ရေဒီယိုတစ်ခုဖြစ်သည့်ရေကန်များဆက်ခြင်းကိုလည်းပြုလုပ်သည် ထို့သောလှုပ်ရှင်သည်အန်တရေကိုမောင်းထုတ်ပြီးကံကောင်းခြင်းများဖြစ်စေမိရေအကျိုးဆယ်ပါရှိသည်ဟုစစ်ကောင်းဆောင်များယုံကြည်ကြသည် သူသည်စစ်တွေမှကန်တော်ကြီးကိုမတ်လ30ရက်နေ့တွင်ဆဲစီပြီးပြည်ဦးတွင်မှကန်တော်ကြီးကိုမြမနှစ်တစ်ကူနှင့်ဧပြီလ18ရက်တွင်ဆဲသည်နေပြည်တော်မှရှမ်းကန်ကို မေလ8ရက်နေ့တွင်ဆဲစီပြီးကျိုင်းတုံမှနောင်တုံကန်ကိုမေလ17ရက်နေ့တွင်ဆဲစီသည်မေလ10ရက်နေ့တွင်သူသည် မာယာဝိဇယဗုဒ္ဓဆင်တုတွင်အုံနှလုံးမွေးရှင်တော်ဓာတ်စီသွင်းပူဇော်ခြင်းပြုလုပ်သည် ဖျားမျက်လုံးအောက်ဖက်တွင်မျက်ရည်ကျသည့်တပွဲအစင်းအကြောင်းများပေါ်လာသောကြောင့်ထိုဖျားကိုခိတ္တပိတ်ထားရသည်ရရအများအပြားရှိပြီးနောက်ဗုဒ္ဓဇင်တူကို လူရုအတွက်ပြန်ဖွင့်ပေးသည်မရောက်လာရင်ဆရာသမားစေအာနာရှင်ဟောင်းတန်းရွှေသည်လည်းသူ့မျက်နာနှင့်ဇင်တူသည်ကြောက်စိမ့်ဗုဒ္ဓဇင်တူတစ်ခုကိုထုလုပ်တိဆောက်စေသည် ထိုဇင်တူကိုရွှေတဂုံဖျားတွင်ထားရှိသည် စစ်ကောင်းဆောင်သည်ရတရရှိရန်ကာယုဒန်းဒေတာများမှသည်လွင်ပြင်းများတောင်တန်းများသို့လည်းကြကြံပြက်ပြက်ခရီးသွားသည်သူသည် ပင်လယ်တွင်းသို့သွားရောက်ပြီးလဲရတရရှိသည်ဧပြီလတွင်မင်းအောင်လိုက်သည်ကိုကိုကျွန်းသို့သွားရောက်ပြီးကပ်ပလီပင်လယ်နှင့်ဘင်္ဂလားပင်လယ်အော်စုံမတ်ကြောက်တိုင်ဖွင့်လေသည်ထိုကိစ္စသည်လဲဘေဒင်ဆရာများ၏ညွှန်ကြားချက်အရရတရရှိခြင်းပင်ဖြစ်သည် စစ်ကောင်စီမင်းအောင်လှိုင်ညွန်ကြားသည့်နောက်ထပ်ရေဒီယာတစ်ခုမှာစားအုံးစီတင်သွင်းသည့်ကုန်ကြစရိတ်တတစေရန်နေကြစီထုတ်လုပ်ရေးအတွက်ဟုဆိုက နေကြပင်ဧကတတန်းဆိုင်ပြိုခိုင်းခြင်းဖြစ်သည်ထို့ကြောင့်လက်ရှိလူကြိုက်များသည့်စီတင်းနံများဖြစ်သည့်နှံနှင့်မြေပဲဆိုင်ပြိုခြင်းကိုမြည်သည့်အတွက်အာမပေတနည်းဆိုသည့်မိကွန်းပေါ်ပေါက်လာသည်နေကြသည် သူ၏အုပ်ချုပ်ရေးကို အနေကြစေမည်ဟုဗီဒင်ဆရာများကယုံကြည်ကြသည် ထိုစီမံကိန်းသည်မအောင်မမြင်ဖြစ်မည်ကိုစိုက်ပျိုးရေးပညာရှင်များသိတော်လဲမြေသူမစင်ချေမပေးရကြောင်းလေယာစိုက်ပျိုးရေးနှင့်ဆက်မြောင်းဝင်ကြီးဌာနအရာရှိတအူးကပြောသည်နေကြာစိုက်ပျိုးရေးစီမံကိန်းမအောင်မြင်လို့မေလ10ရက်နေ့ကအစည်းအဝေးမှာတက်ရောက်သူတွေကိုသူကစူပူတယ်ဟုလဲထိုအရာရှိကပြောသည်ထိုနေကြာစိုက်ပျိုးရေးစီမံကိန်းကြောင့်မြန်မာပြည်သူများသည့်ရခိုင်စစ်အာဏာရှင်တန်းရွှေ့ဤမအောင်မြင်သောကျက်စုပင်စိုက်ပျိုးရေးနိုင်ငံတော်စီမံကိန်းကိုတည်ရကြသည်ထိုကိစ္စသည်လည်း ဇီဝလောင်စာထုတ်လို့ရန်ဟုဆိုကာရေရရှည်ခြင်းဖြစ်သည်ရေရတခုတွင်ဗိုလ်ချုပ်များသည်နိုင်ငံတော်အဆင့်ညစာစားပွဲသို့အမျိုးသမီးဝတ်ထမိန်များဝတ်ဆင်လာတော့ကြလူကြီးစရာဖြစ်ခဲ့သည်2008ခုနှစ်မေလကလူတသိန်းကျော်သေဆုံးစေပြီးအကြီးအကျယ်ပျက်စီးဆုံးရှုံးစေသည့်စိုက်ကလုန်းနာကပြီးနောက်ဆက်အာနာရှင်ဟောင်းတန်းရွှေသည် မြန်မာပြည်သူများခန့်စားနေရသည့်ကကြမစိုးကိုလစ်လူရှူကစစ်တပ်အာဏာရှုပ်ကိုင်မှုတဆိုးချိန်အောင်စစ်တပ်ကရွေးချယ်သည့်2008ဖွဲ့စည်းပုံကို အတည်ပြုရန်ဆန္ဒခံယူပွဲကျင်းပသည်15နှစ်ကြာလာသောအခါတန်းချွေကိုဆက်ခံသည့်မင်းအောင်လှိုင်သည်လည်းအလားတူလုပ်သည်သူသည်သူ့ကိုကြိုးစည်းပွားများကိုကာကွယ်ရန်အလုံးရှုံနေပြီးနာဂေကဲ့သို့အင်အားပြင်းထန်သောစိုက်ကလုံးတစ်ခုမြန်မာနိုင်ငံသို့ဥတည်နေချိန်တွင်မြန်မာပြည်သူများကိုလစ်လူရှူထားသည် အတိုက်အခံထောက်ပေါင်းများစွာကိုတပ်ဖြတ်ခဲ့သောထိုအာနာရှင်ကကျိုင်းတုံမှအစ်စ်တဲထားသည့်ဖျားကြောက်စာတိုင်းတွင်မြမပြင်းငိမ့်ရပါစေဟုရည်သည်